ီမန္တန်ကိုရုပ်ပွားတယ်ဆိုလို့ရှိရင်အိုးအိမ်တိုက်တာအဆောက်အုံတွေဟာရှိတယ်ဆိုရင်တောင်တန်မာနဲ့ပို့ပြီးတော့ရှိလာမယ်တိုးတက်တယ်ဆိုရင်တောင်တန်မာရင်နဲ့ပို့ပြီးတော့တိုးတက်လာစေမယ်ဘသူကတိုးတက်လာစေမှာတော့ဒီမန္တန်ကတိုးတက်လာစေမယ်တို့တကလေးနားလဲတယ်နော်စီပွားရှာတဲ့နေရာမှာမျက်နာတွေပွင့်ဉ္ဉ္သလားဒီခါထာကိုယွတ်လလဘာတွေပွင့်ဉ္ဉ္သလားဒီခါထာကိုယွတ်ဟုတ်တယ်နော်အင်း ပြောရေးဆိုရင်းစင်မှာအောင်မြင်ခြင်းသလားဒီခါတာကိုယွတ်တန်ခါတော့အရှင်သူမြတ်တယ်ဆိုရင်တပွဲကနေပြီးတော့နှစ်ပွဲလိုခြင်းသလားဒီခါတာကိုယွတ်ဒီဥစင်းရဲ့ဘဲဘက်ကဆရာတော်နေပြီးတော့မှာကြောင်းရှိပါတယ်ကြောင်းတိုင်းဆရာတော်တစ်ဖက်မှာထမ်းဆောင်နေရင်နဲ့ပရာဟိတလုပ်ငန်းကြီးတွေကိုလုပ်နေရင်နဲ့သာသနာတက္ကသိုလ်မှာကတိကအနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကလေးတွေယာချီပြီးတော့ကျွေးမွေးနေရတာမို့လို့ ုတ်တယ်လားတနေ့တနေ့ကုန်ကြစိတ်တရပါတော့အများကြီးပဲပေါ့မှန်လားအဲ့ဒီလိုမျိုးကုန်ကြစိတ်တွေလောင်းကခြင်းနဲ့ကုန်လုံးခြင်းနဲ့မျက်နာမငယ်ရဘဲနဲ့ကျူးမွေးခြင်းနဲ့ဆိုရင်ဒီကာထာကိုယူလို့ဆိုလိုတာနားလဲလားမဟာဝိဒဘမန္တဆိုတာလိုင်းပေါ်မှာရှားကြည့်ပါနော်ရွတ်ပွားဖို့လိုတယ်ရွတ်ချင်စိတ်လည်းရှိနေရမယ်ကြင့်ကြံဖို့လည်းလိုတယ်တဲ့ကောင်းပြီအရှင်ဖေရား ူကာထာပေါင်းဘယ်လောက်ရှိပါတော့ဆိုရင်14ခါထာရှိတယ်။ဒီနေ့ဗဏ္ဍကာထာကိုပဲပြောမလို့3ခါထာကိုပဲပြောမယ်။ဥစဉ်ကပထမကာထာလေးကိုရွတ်ပြပါမယ်။ဗုဒ္ဓံတရဏံကိသာမိဣတိပိသောဘဂဝံအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတမ္ပနောသူကတောလောကဝိတု <laughs> အနုတ္တရံပုရိသရမသရထင်းတထာရေဝမနုဿာနံဗုဒ္ဓောဘဂဝါနထိမေတရဏံညံဗုဒ္ဓောမေတရဏဝရံဣန္ဒိနံသစ္စာဝေဇိနာဟောတုမေဇယမင်္ဂလံဟောတုမေအာယုဝရဏံ ဟောတုမေဒုက္ခဝဒနံမြန်မာလိုအသေးပဲလေးပြန်ကြည့်အောင်မြတ်စွာဘုရားသခင်ကိုကိုယ်ဝရဟူ၍စိတ်ကပ္ပာယိဖရာတပိတော်တို့ကိုယ်ဝဲတဲ့မြတ်စွာဘုရားသခင်ဤထံတော်မှာအရံအစဘဂဝါအဆုံးရှိသောကိုယ်ပါသောဂုဏတို့နှင့်ပြည့်စုံတော်မူပါပေ၏ မြတ်စွာဘုရားသခင်မှာတပန်းကိုဝေရဟူ၍မရှိပါဟုမြတ်စွာဘုရားသခင်သည်တားလျင်ဘုရားတပည့်တော်တို့ဤကိုဝေရဖြစ်ပါ၏။ဤမင်္ဂန်သောတစ္ဆာသကားကြောင့်အောင်ရာအောင်ကြောင့်အောင်မင်္ဂလာ အပေါင်းဖြစ်ပါစေတည်း။အသက်ရှိရှိချမ်းသာကြည်ကြည်နေရထိုင်ရတဲ့ကိုဖြစ်ရပါလို့ဤ။တို့တကားတော်ဤ အတိတ်ဘယ်ကတော့ဘာမှမထူချားဘူးဒါပေမဲ့ဘာထူချားမှာတော့ဆိုရင်တခါတော့တို့ကျင့်နိုင်ဖို့လိုတယ်ရွတ်နိုင်ဖို့လိုတယ်ကျင့်နိုင်လေးလေးရွတ်နိုင်လေးလေးတနေ့တနေ့ဒါကိုပဲဆွဲဆွဲမြဲမြဲရွတ်ဒါကိုပဲဆွဲဆွဲမြဲမြဲကျင့်ဖရာအကြိုက်ကိုနေဖရာကသူ့အသက်သတ္တာမကြိုက်ဘူးဆိုရင်မတတ်နဲ့နော်ဖရာကလိန်နံညာရာမကြိုက်ဘူးဆိုရင် မလိန်မညာနဲ့နော် ဖះကတောက်တာစားတာမကြိုက်ဘူးဆိုရင်မတောက်မစားနဲ့နော်ဖះကမိမိမရှိနေတဲ့ဇနီးမိမိမရှိတဲ့ခင်မွန်းနဲ့တင်းတိမ်ကြအပိုးစားတွေမလိုက်စားကြနဲ့လို့မိန့်တော်မူထားတယ်အဲ့ဒီအတိုင်းကြင့်ကြံကြိုးကိုအားထုတ်နော်သူတော်ဘာရဲ့ဥစ္စာဆိုလို့ရှိရင်နဲ့မိမိရဲ့ပက်ဆံအိတ်ထဲမှာတကြားတကြားမှဟုတ်လားမကောင်းသောနည်းနဲ့ဝင်လာတာမျိုးကို အလိုမရှိနဲ့တဲ့မိမိရဲ့ပက်ဆံအိတ်ထဲကိုရောက်လာတာမှန်သမျှသည် စင်ကြယ်တဲ့ပတ်စံဖြစ်ရမယ်သဘောပေါက်သလားအဲ့ဒီမြတ်စွာဘုရားသခင်ကိုကိုးကွယ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုစိတ်ကပ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေကဓာရီဓာရီဖြစ်ပါပေ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုဥထိတ်ရဲ့ပန်းစင်နာမှာအခြားပြိုင်ဘက်မြည်သည့်ဘုရားကိုမှမကိုးကွယ်ပါဘူးတစ္ဆာဆိုကြသောဣဒေနာတစ္ဆာဝိဇေနာ ဟောတုမေဆရာမင်္ဂလာဘလို့ဆူတောင်းလိုက်တော့အောင်ရအောင်ကြောင့်အောင်မင်္ဂလာအပေါင်းတွေအောင်ရပါလို့ဤတို့အခုဒီညာဘက်မှာထိုင်နေတဲ့တခါတော်ကဆိုကြပါစို့ငါအသက်40တိုင်လို့ရှိရင်တော့ဒီအချိန်ဒီဒီအချိန်ဒီရှိရမယ်လို့စိတ်ထဲမှာမှန်းတတ်ချက်ရှိတယ်ဆိုပါစို့အောင်ခြင်းသလားမအောင်ခြင်းသလားအောင်ခြင်းတာပေါ့အောင်ခြင်းနဲ့ဆိုရင်ဒီခါတာကိုရွရမယ်ဖရာသကားနားထောင်ရမယ် ကန္တာဘနေရတော့နေရဒီကာတာကိုယွတ်ယွတ်ကိုယွတ်အရှင်ဘုရားကစမ်းဘူးလို့လားတ냐ပြောလို့လိုက်ပြောနေတာလားဥစဉ်တော့ကစမ်းဘူးတယ်စမ်းဘူးလို့မို့ရဲရဲဝံ့ဝံ့ပြောနေတာသဘောပေါက်သလားရဲရဲဝံ့ဝံ့ပြောနေတာသဘောပေါက်သလားတကားတော့အသက်45နှစ်ဆိုရင်ငါတို့ကိုအိုးကိုအိမ်နဲ့ပြည့်စုံနေမဟုတ်ဘူး နော်ဒီလိုဒီလို မိဘတွေကိုလည်းထားကျင်သေးတယ်လို့နောက်တစ်ဆင့်တက်လိုက်တယ်ဆိုပါတော့အောင်မြင်စေရမယ်ဘာတော့လို့တော့မိဘကမိဘပိသားမှုတော့လို့တယ်တကားတော့မှအဖေမေးရှိတယ်ဆိုကြစို့အဲ့ဒီအဖေမေးသည်အဖေတန်ဖို့အမေတန်ဖို့တော့ရှိဖို့လိုအပ်တယ်ဘပုလိုတော်ဆိုတော့တကားတော့ရှာသမျှဟာသူတို့သူရောက်မှာသူတို့ကထိုက်တန်တဲ့ဂုံလိုအပ်တယ်အရဟံဂုံလိုအပ်တယ်လို့ဆိုလိုတာသဘောပေါက်တယ်နော် အရဟံဂုံဆိုတာဗုဒ္ဓဇီမာတွင်ရှိတာမဟုတ်ဘူးမိဘတွေဇီမာလည်းမိဘအလိုက်ရှိတယ်တန်ဃာတွေဇီမာလည်းတန်ဃာတွေအလိုက်ရှိတယ်တခါတော့ဇီမာလည်းတခါတော့အလိုက်ရှိတယ်မထိုက်တဲ့လူဇီမာစီးစိမ်မနေဘူးမှန်သလားမထိုက်တဲ့လူဇီမာစီးစိမ်မနေဘူးတခါတော့အဲယားကောင်ဘလောက်ပဲဖွင့်တာဒါဒီလိုဟောကန်းကြီးထဲမှာဖွင့်တိုင်းအေးမလားယအဲ့ဒီအတိုင်းပဲဒီလိုဆိုရင်ဒီအအေးတွေနေအောင်ဘာလုပ်ရမလဲအားလုံးကိုဘာလုပ်ရမလဲ ပိတ်တဲ့နာတွေပိတ်ရမယ်ဆိုးတဲ့နာတွေဆိုးရမယ်လုံခြုံတဲ့နာတွေလုံခြုံရမယ်မှန်ကန်ရလားဟုတ်တယ်ဒုဒကာတော်အဲ့ဒီလိုမျိုးမိဘနှစ်ပါးကိုပူဇော်ခြင်းနဲ့ဆိုရင်မိဘတွေကလည်းသီလနဲ့တမာရီနဲ့ပညာနဲ့သိခါနဲ့တမာရီနဲ့ဒီလိုရှိဖို့လိုအပ်တယ်အချိန်နံပရိစိတ်လို့အချိန်နံဖျားရှိခိုးလို့ငါသားလေးကြားမှာပါစေငါသမီးလေးကြားမှာပါစေလို့မေတ္တာပို့လို့ အိန္ဒဝိန္ဒာရေနတ်တေချမ်းမာပါစေချမ်းသာပါစေလို့မေတ္တာပို့လို့သဘောပေါက်ရလားအမေလောက်တဲ့လူကချဲထိုးနေရင်အဲ့ဒီလူဟာမျိုးကတော့တိတ်မလွယ်ဘူးအဖေလောက်တဲ့လူကအရတကလှဲ့ပြီးတော့အရတောက်နေမယ်ဆိုရင်တိတ်မလွယ်ဘူးတသမိတွေကကြံတဲ့လောက်ခရီးမပေါက်နိုင်ဘူးသဘောပေါက်ရလားဟုတ်ပြီဒါကြောင့်မို့ကြံစီတိုင်းထမြောက်အောင်ပြင်ရင်လည်းဆိုရင်မဟာဝေဒဘမန္တန်ကိုရွတ်ပါလို့တိုက်တွန်းပြရစီ